ကဲကျွန်တော်တို့ရင်းကုန်ပြောရှင်တာရော့ဗီဒီယိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်မှာလဲကျွန်တော်တို့အထူးအရေးကြီးရေတရာကိုလမ်းညွှန်မျှယူသွားမှာဖြစ်ပါတယ်အဲ့တော့လက်ရှိလက်တလောမှာကိုယ့်ရဲ့လောက်ကန်ကြံစီတာတွေအဆင်ပြေအောင်မြင်ဖို့ဟလာသို့မဟုတ်ရင်လက်တလောမှာကို့မှာခက်ခဲနေတဲ့အကြက်တဲတွေခက်ခဲတွေကနေလွတ်မြောက်ဖို့ဆိုရင်ဒီတစ်ပတ်အတော်တွင်းမှာဒီရေတရာကိုကျွန်တော်တို့လှုပ်ထားမှာဖြစ်ပါတယ်အဲ့တော့နေသားလိုက်လှုပ်ထားမှာဖြစ်ပါတယ်အဲ့တော့နေသားလိုက် ကျွန်တော်လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ဒီ3ရက်နိုဝင်ဘာလ2025တင်းလာနေရနေ9ရက်နိုဝင်ဘာလ2025တင်းငွေနေပေါ့ဒီတော့တွင်းမှာအရှိမပြောတဲ့အတိုင်းပဲကျွန်တော်တို့အရေးကြီးကိစ္စများစီမံဆောင်ရွက်တဲ့အခါမှာဒီရေရေလေးကိုလှုပ်ပါသို့မဟုတ်ဒီတစ်ပတ်ထဲမှာခုမှအခက်ခဲအကျက်တဲ့ကြုံတွေ့ကြရောက်နေသူဒီရေရေကိုလှုပ်လို့ရပါတယ်နေသားလိုက်အခုလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်ကဲအဲ့တော့တနင်္ဂနွေတာသမီမိတ်ဆွေများအနေနဲ့ဒီတစ်ပတ်ထဲမှာဆိုလို့ရှိရင်တော့ ငှက်လွတ်တာငါးစာကျွေးတာမျိုးတွေကိုကျွန်တော်လောက်ရမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဗန်မြင်တာနဲ့များများနဲ့မြန်မြန်လေးငါးစာကျွေးတာငှက်လွတ်တာမျိုးတွေလောက်ရမှာဖြစ်ပါတယ်အဲ့တော့ဆိုလို့ရှိရင်အိမ်ဖေးအားမှာကျတော့တောက်တော်ကြီးတစ်ခွက်ကျွန်တော်တို့လှူဒန်းရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒါလည်းပဲဆွမ်းနာပြောသလိုပေါ့ဟဲ့လားပဲရက်ပဲချင်းမို့ဒီဗီဒီယိုမှာမြန်မြန်နဲ့များများမြန်မြန်လေးကျွန်တော်လုပ်ပေးမယ်ဆိုအဆင်ပြေပါလိမ့်မယ် လသာသမီမိတ်ဆွေတွေအနေနဲ့ဒီတစ်ပတ်တည်းမှာကိုယ့်ရဲ့အရေးကြီးကိစ္စတွေစီမံဆောင်ရွက်အောင်မြင်လုပ်ကင်နိုင်မှုပေါ့နော်အောင်မြင်စွာလုပ်ကင်နိုင်မှုအတွက်ဘာလို့မလဲဆိုရင်မေတ္တာတုတ်ရွတ်တာမေတ္တာပို့တာမျိုးတွေလုပ်မယ်ဟဲ့လားအကြက်တဲကြာရောက်နေတဲ့သူတွေအပူပင်တော့ကကြာရောက်နေတဲ့သူတွေဟဲ့လားမလွတ်မလပ်တဲ့သူတွေကိုဟဲ့လားအဲ့ကူညီတာမျိုးတွေလောက်ရမှာဖြစ်ပါတော့အဲ့တော့ငားလွတ်တာကနန်းဖြစ်လွတ်တာမျိုးတွေလုံးလို့ရတယ်အဲစင်းရောမှာတဲ့သူတွေကိုငွေကြီးအထောက်ပံ့ကူညီတာမျိုးတွေလုံးလို့ရပါတယ် ။နောက်ကျွန်တော်တို့အင်္ဂါသားသမီးတွေပေါ့အင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ဟုတ်လားအိမ်မွေးတိရိစ္ဆာန်လေးတွေဖြစ်တဲ့ကြောင်လေးတွေခွေးလေးတွေကိုအစာကျွေးတာမျိုးတွေအဲကျွန်တော်တို့လုပ်လို့ရပါတယ်။အဲအစာကျွေးတာခီးသွားတဲ့သူကိုခီးသွားစရိတ်အဲလှူလို့ရပါတယ်။ပြီးတော့အိမ်ဖျားမှာတောက်တော်ရီတစ်ခွက်လှူတာပါ။အဲ့တော့ဒါကအင်္ဂါသားသမီးမိတ်ဆွေများတော့ပါ။အဲ့တော့ကျွန်တော်တို့ချက်ကတလဲလဲရှေ့မှာလဲပြောသလိုဒီရေတဲ့အစီအစဉ်တွေကိုလုတ်တဲ့အခါမှာအများများနဲ့မြန်မြန်သာကျွန်တော်တို့လုတ်ပါ ဘယ်ချိန်ရမဟုတ်ပါဘူးများများမြန်မြန်နဲ့တည်တည်ချာချာလှုပ်ပြီးပါနောက်တစ်ခုကဘာလဲဆိုရင်တော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဘုန်းကြီးเจ้าမှာဟလာအခင်းပေါ့နော်အခင်းတို့နော်တပြက်စီးကော်ပြားတို့ဘုန်းကြီးเจ้าမှာကျွန်တော်တို့သွားပြီးတော့လှူပါအသားဖြစ်ကြီးခဲ့သူဂုံအားဖြစ်ကြီးခဲ့သူတွေကိုစေဝါဓာတ်စာမဟုတ်ပဲတည်စာလှူပါဒါတော့ဗုဒ္ဓဘုသာသမီးတွေအတွက်ဖြစ်ပါတယ်ကျွန်တော်တို့ဇာတာပရိသတ်သမီးမိတ်ဆွေတွေအနေနဲ့ဟလာဆိုလို့ရှိရင်ကျွန်တော်တို့ ကျယ်ပေါ့နော်ကျယ်ပုံစံကတ်ပြားလေးကိုကျွန်တော်တို့စောင့်ထားမှာဖြစ်ပါတယ်နော်9000ကျယ်ရတယ်6000ကျယ်ရတယ်အဲ့တော့ကျယ်ပုံစံကတ်ပြားလေးကိုကွန်ပျူတာဆိုင်မှာထုတ်ပြီးတော့စောင့်ထားလို့ရတယ်နောက်တစ်ခုကဘယ်လိုလုပ်မလဲကြက်စီလေးတစီနိုင်ငံခြားကြက်စီပဲဖြစ်ဖြစ်ဟာလာဗမာကြက်စီပဲဖြစ်ဖြစ်အကျွေးစီလေးတစီစောင့်ထားလို့ရတယ်အဲ့ဒါလေးကိုပတ်စံနဲ့အတူတူရောပြီးစောင့်ထားမယ်အားရအားသလိုထုတ်ပြီးတော့ဒီရလေးကိုကြက်စီလေးကိုအဲ့ဒါတောက်ပေးမယ်ပေါ့နော် တောက်ကြသားသမီးတွေအနေနဲ့ဒီတစ်ပတ်တည်းမှာဆိုလို့ရှိရင်တော့အဲဒီတစ်ပတ်တည်းမှာအိမ်မှာရှိတဲ့ပေါ့စနေနံပစ္စည်းအဟောင်းအပြက်တွေကိုလွတ်ပစ်တာမျိုးတွေလောက်ရမှာဖြစ်ပါတယ်အဲ့တော့ထိဖနတ်အထဲနာယီဟလာတက်ခဲအားကုန်လျှက်စင်းနဲ့ဆက်ဆက်တဲ့ပစ္စည်းပစ္စည်းအဟောင်းအပြက်အဲ့အရာတွေကိုကျွန်တော်တို့စွန့်ပစ်ပါစွန့်ပစ်ပြီးတော့မလုပ်မလဲဆိုရင်ဟလာငါးစာကျွေးတာငှက်လွတ်တာကနန်းလွတ်တာကြောင်စာကျွေးတာဒီလိုမျိုးလေးတွေကျွန်တော်တို့လုပ်မယ်ဆိုအဆင်ပြေပါလိမ့်မယ် စနေသားသမီးအနေနဲ့ဒီတစ်ပတ်တည်းမှာဆိုလို့ရှိရင်တော့အဲကိုကတစ်ပင်ဆိုင်တာပေါ့နော်တစ်ပင်ဆိုင်တာဟလာပန်းပင်ရေလောင်းတာညောင်ပင်မှာညောင်ထောက်တာအဲညောင်ပင်တန်ရှင်းလောက်တာမျိုးတွေကျွန်တော်တို့လောက်ရမှာဖြစ်ပါတယ်အဲနောက်တစ်ခုကဘာလဲဆိုကိုချစ်တဲ့သူရင်းနေတဲ့သူဟလာကိုကမုတ်ပဲသေးစားတို့သူတို့လိုမဲ့အသုံးဆောင်ပစ္စည်းလေးတွေဝယ်ချမ်းပေးတာတို့ကိုကိုတက်နိုင်တဲ့လောက်ငွေကြေးပတ်မှာနားနဲ့အဲတက်နိုင်တဲ့လောက်အကူညီထောက်ပံ့ပေးတာမျိုးတို့ကျွန်တော်တို့လောက်ရမှာဖြစ်ပါတယ် အဲ့တော့ဒါကကျွန်တော်နေလိုက်ပျော့ပြလမ်းညွန်ခဲ့တာဖြစ်ပါတယ်အဲ့တော့များများနဲ့မြန်မြန်လေးကျွန်တော်တို့လုပ်ပါအဲ့တော့ဒီတပတ်ရဲ့အရေးကြီးတဲ့ကိစ္စတွေဟုတ်လားအရေးကြီးတဲ့အကြံစီတွေအားလုံးအောင်မြင်နိုင်ကြပါစေလို့ဆန္ဒပြုပေးပါတယ်